အခုနောက်ပိုင်းကြည့်လိုက်ရင် community တိုင်းလွတ်လပ်ကသူတို့က eco friendly ဖြစ်တယ် green ဖြစ်တယ်ဆိုပြီးတော့ online ဆိုင်ကြွေးကြော်နေကြတာကိုတွေ့ရမှာပါဒါပေမဲ့လေအဲ့ဒီစကလုံးအလတ်လေးတွေကတော့ grammar တကယ်ရောအလုံးနဲ့တက်တည်ပြရဲ့လားဘယ်ဟာကအပြောတက်တယ်လဲဘယ်ဟာကအမှန်တရားလဲကဲဒီနေ့မှာတော့အဲ့ဒီအပြောနဲ့အလုံးကြကအမှန်တရားကိုဘယ်လိုစစ်ဆေးဖော်ထုတ်ကြလဲဆိုတာကိုလေ့လာကြည့်ကြရအောင်ဟုတ်ပါတယ်အဲ့ဒီမိခွန်ကပဲကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာရဲ့အဓိကအချက်ပါပဲ ဒီကိစ္စကလူတိုင်းနဲ့လည်းတဏီမောင်းတဏီပတ်တဲ့နေရာဆိုတော့အဖြေကိုတတူရှားကြည့်ကြရအောင်အရင်တော့ကဆိုရင်လေပဝန်းကျင်ထင်းထင်းရေဆိုတာဆက်ယုံတွေကထွက်တဲ့အင်ဂျင်နီယာခြေတွေကိုဆက်ပိုက်အစုံးမှာဘလို့ထင်းချုံမလဲဆိုတဲ့အင်ဂျင်နီယာရင်ပိုင်းဆိုင်ရာပြဿနာတစ်ခုလိုပဲမြင်ခဲ့ကြတာဒါပေမဲ့အခုခေတ်မှာတော့အဲ့ဒီလိုမဟုတ်တော့ဘူးအမြင်တွေလုံးဝပြောင်းသွားပြီအခုကိစ္စကစီမံခန့်ခွဲမှုပိုင်းဆိုင်ရာပြဿနာဖြစ်လာပြီဆိုလိုတာကကုမ္ပဏီတစ်ခုလုံးရဲ့ပဝန်းကျင်ဆိုင်ရာကရီကိုဝစ်တွေလုံငန်းစဉ်တွေအားလုံးကိုစနစ်တကျစီမံပြီး အာမခံချက်ပြနိုင်မှုကအဓိကဖြစ်လာတာပါ။ကဲဒီလိုအမှန်တရားကိုပေါ်ထုတ်ဖို့ဘယ်သူတွေလိုအပ်မလဲ။ဟုတ်ပါတယ်။ဆုံထောက်တွေလိုတာပေါ့။သူတို့ကတော့တာမန်ဆုံထောက်တွေမဟုတ်ပဲပဝန်းကျင်ဆိုင်ရာစည်ရင်စစ်ဆေးသူတွေ ego ဆုံထောက်တွေပါပဲ။သူတို့ရဲ့အဓိကတာဝန်ကတော့ company ရဲ့ကြွေးကြော်တန်တွေအောက်ကအချက်လက်မှန်တွေကိုစုံစမ်းထောက်လန်းဖို့ပါပဲ။သူတို့ဘလို့အလုပ်လုပ်လဲဆိုတာအသေးစိတ်ကြည့်လိုက်ကြရအောင်။ ပဝင်းကျင်ဆိုင်ရာစီးရင်စစ်ဆေးမှုဆိုတာတခါလေမှကောက်လုတ်လိုက်တဲ့အရာမျိုးမဟုတ်ပါဘူး။ဒါကကုမ္ပဏီတစ်ခုရဲ့ပဝင်းကျင်ဆိုင်ရာလှုပ်ဆောင်ရတဲ့အတွက်ပုံမှန်လုပ်ပေးရတဲ့ကြမ်းမာရေးစစ်ဆေးမှုလိုပါပဲ။အဓိကတော့စနစ်တကျရှိရမယ်၊မှတ်တမ်းမှတ်ရအဓိကျရှိရမယ်။ပြီးတော့ပမ်မလိုက်ပဲဓမ္မရိပန်ကြကြစစ်ဆေးပြီးဘလောက်ထိကောင်းမွန်နေလဲ၊ဘာတွေလိုအပ်နေလဲဆိုတာကိုအကဲဖက်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ဒီအစစ်စစ်တဲ့ဆိုတာကပုံစံတစ်မျိုးတည်းမဟုတ်ဘူးဗျာ။ မတူညီတဲ့အခြေအနေတွေအတွက်တည်တံ့တူးတွေပါတဲ့ toolkit တစ်ခုလိုပါပဲဥပမာ compliance audit ကကုမ္ပဏီကနိုင်ငံရဲ့ပတ်ဝန်းကျင်ဆိုင်ရာဥပဒေတွေကိုလိုက်နာရလားဆိုတာစစ်တာ EMS audit ကကျတော့ကုမ္ပဏီက ချက်မှတ်ထားတဲ့ကိုပိုင်စီမင်းစည်းကမ်းတွေကိုလိုက်နာရလားစစ်တာပါအချို့ကျတော့လည်းစွန့်ရည်တွေစွန့်ပစ်ပစ္စည်းတွေကိုဘယ်လိုပို့ပြီးထိထိရောက်ရောက်စီမံခန့်ခွဲနိုင်မလဲဆိုတာကိုအဓိကထားပြီးစစ်ဆေးကြပါတယ်စင်းစစ်ဆေးမှုတစ်ခုကိုယုံကြည်စိတ်ချရစေတာက ူမှာတိကျတဲ့လုပ်ငန်းစဉ်အဆင့်ဆင့်ရှိနေလိုပါပဲပထမဆုံးအဆင့်တ Pre Audit မှာဘာတွေကိုဘယ်အတိုင်းအတာဒီ system လဲဆိုတာစီမံကိန်းဆွဲပါတယ်အဆင့်နှစ် on site မှာတော့စင်းစစ်တွေက company ကိုကိုယ်တိုင်တွားပြီးလူတွေကိုမြေမြန်အချက်လက်တွေစုဆောင်စစ်ဆင်မှုတွေပြုလုပ်ပါတယ်နောက်ဆုံးအဆင့်သုံး post audit မှာတော့တွေးရှိချက်အားလုံးကိုစုစည်းပြီးအစီရင်ခံစာရေးတာတာပြုပြင်တင်တာတွေကိုအကြံပြုတာတွေလုပ်ပါတယ်ကဲအပြင်ကစုံထောက်တဲ့အကြောင်းပြောပြီးပြီဆိုတော့ ကော်မတီတွေကိုယ်တိုင်ကလိုင်းနိုင်တဲ့စီမင်းစာအုပ်ချောင်းကို ကြီးလိုက်ချရအောင်စီးရင်စစ်တေလာဘာကိုအခြေခံပြီးစစ်ဆေးလိရှိတယ်လဲဆိုတော့အဲ့ဒါကတော့နိုင်ငံတကာမှာ အသုံးများတဲ့ ISO 14001ပါပဲဒီစီမင်းစာအုပ်ကိုဘလုံးတောင်ဩစာကြီးမားလဲဆိုတာဒီကဏ္ဍကိုကြည့်ရင်သိနိုင်ပါတယ်ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ဖွဲ့စည်းပေါင်း3တိုင်းကျော်ဟာသူတို့ရဲ့ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုတွေအတွက်ဒီ ISO 14001စံနှုန်းကိုအသုံးပြုနေကြတာပါ ဆိုတော့ဒါဟာတကယ်ကိုကမ္ဘာလုံးဆိုင်ရာစံတမချက်တစ်ခုဖြစ်နေပါပြီ ISO 10001 ACT အထူးကအနစ်တရာကရိုးရှင်းပေမဲ့တကယ်ကိုအစွမ်းထက်ပါတယ်အဲ့ဒါကတော့အမြဲတမ်းတိုးတက်နေဖို့ပါပဲသူက PDCA လို့ခေါ်တဲ့စဝိုင်းပုံစံလုပ်ငန်းစဉ်နဲ့အလုပ်လုပ်တယ်ပထမဆုံးအဆင့်ကတော့ plan ပါကိုယ့်ရဲ့ပတ်ဝန်းကျင်ဆိုင်ရာရည်မှန်းချက်တွေကပါလေအဲ့ဒီရည်မှန်းချက်ကိုရဖို့ဘလို့လုပ်ငန်းစဉ်တွေနဲ့တွားမလဲဆိုတာကိုအရင်ဆုံးစီမံကိန်းချရပါတယ်ပလန်ချပြီးသွားရင်တော့နော်တဆင်က do ပေါ့ ဆိုလိုတာကချမှတ်ခါတဲ့အစီအစဉ်တွေကိုလက်တွေ့အကောင့်အထည်ဖော်ရမယ်အစဉ်ပါ။သင်တို့အရန်ယူကြည့်တဲ့ check အစဉ်ကို ရောက်ပါပြီ။ဒီအစဉ်မှာကိုလို့ဆောင်ခဲ့ရတဲ့ကမူလကချမှတ်ခါတဲ့ email check ကိမူဝါဒရင်းနဲ့ကိုင်းညီရလာဆိုတော့ကိုစောင့်ကြည့်ရတဲ့တိုင်းတာရပါတယ်။နောက်ဆုံးအစဉ်ကတော့ ACT ပါ။စစ်ဆေးတွေးရှိချက်တွေပေါ်မူတည်ပြီးတော့လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ရတယ်။ပိုကောင်းအောင်တိုးတက်အောင်ဆောင်ရွက်ရပါတယ်။ဒီဆက်ဝိုင်းကတခါလဲပြီးရပ်သွားတာမျိုးမဟုတ်ပါဘူး။ စင်ဆက်မပြတ်ပိုကောင်းအောင်အမြဲတမ်းလည်ပတ်နေရမှာပါဒါပေမဲ့ဒီနေရာမှာဇလန်းကအလဲအကြောင်းတစ်ခုရှိနေပါတယ်ဒီလောက်စနစ်တကျရှိပုံပေါ်တဲ့အလုံငန်းစင်ကြီးမှာအားလုံးကိုအလားအဆဖိသွားစေနိုင်တဲ့အခွက်လက်တစ်ခုထောင်းချောက်တစ်ခုရှိနေပါတယ်ဒီစကားတစ်ခုက ပြဿနာရဲ့အဓိကအချက်ကိုထိထိမိမိဖော်ပြနေတာပါပဲတကယ်ထောင်းချောက်ကပါလဲဆိုတော့ကုမ္ပဏီတွေကလက်တွဲမှာပတ်ဝန်းကျင်အပေါ်တက်ရောက်မှုကိုတကယ်ရှော့ချဖို့ထက်စာရွက်စာတမ်းတွေအပြည့်အစုံဖြစ်ဖို့ audit အောင်ဖို့ပဲအာရုံစိုက်လာတဲ့အခါမှာပါဒါကို paper compliance လို့ခေါ်ကြပါပဲဒီပြဿနာကအဓိကအားဖြင့်ပုံစံနှမျိုးနဲ့လာတတ်ပါတယ်ပထမတစ်ခုက bureaucracy ထောင်ချပါစာရပုံမှာတော့အရာအလုံးအပြစ်အနာအဆမရှိပြည့်စုံနေပေမဲ့လက်တွေ့မှာတော့ပတ်ဝန်းကျင်အတွက်ဘာအကျိုးသက်ရောက်မှုမှမရှိတာမျိုးပါဒုတိယတစ်ခုကပို့တောင်လှမ်းစနိုင်တဲ့အဲ့ဒါက scope loophole ပါ ကုမ္ပဏီတစ်ခုလုံးကိုစစ်ဆေးတာမဟုတ်ပဲအညစ်အညမ်းဆုံးဖြစ်တဲ့လုပ်ငန်းအပအဝင်တွေကိုစာရင်းစစ်ဆေးမှုကနေတမင်တကာခြံလက်ထားလိုက်တာမျိုးပါကဲအခုကုမ္ပဏီအစ်စ်ကလေးမနေ့လေမြင်ကွင်းချပြီးအစိုးရရဲ့အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ရှုထောင့်ကိုပြောင်းကြည့်ကြအောင်သူတို့ကတော့ပဝန်ကျင်ဆိုင်ရာအောင်မြင်မှုကိုဘယ်လိုတိုင်းတာပြီးတော်ဝင်ယူမှုတာဝန်ခံမှုကိုဘယ်လိုတည်ချောင်းလုပ်တယ်လဲ OECD ခွဲကြီးကသုံးတဲ့ model တစ်ခုရှိပါတယ်။ဒါကအလုတ်ရှုပ်နေရာနဲ့ထိရောက်မှုရှိတာကိုရှင်းရှင်းလင်းလင်းခွဲခြားပြပါတယ်။ ် input ဆိုတာကတော့ဒီစီမံခန့်အတွက် budget ဘယ်လောက်သုံးတယ်ဝန်ထမ်းဘယ်နှယောက်သုံးတယ်ဆိုတာမျိုးပါ output ဆိုတာကတော့အစည်းအဝေးဘယ်နှခါလုပ်တယ်စစ်ဆေးမှုဘယ်နှကြိမ်လုပ်တယ်ဆိုတဲ့လုံဆောင်ချက်အရေးအတွက်တယ်ပါဒါပေမဲ့အရေးကြီးဆုံးက outcome ပါတကယ်တမ်းရော့ယာဒီဥတုညံ့ညားမှုလေးရောကြသွားရဲ့လားရေဒီပိုတန့်လာရဲ့လားအဲ့ဒါကမှတကယ်အောင်မြင်မှုရဲ့အတိုင်းအတာအစစ်မှန်ပါပဲဒါပေမဲ့အစိုးရရဲ့အတွက်အကြီးအမားဆုံးစိန်ခေါ်မှုတစ်ခု ရှိနေပြန်ပါတယ်အဲ့ဒါကို attribution problem လို့ခေါ်ပါတယ် ဆိုလိုတာကပုံဝန်းကျင်အခြေအနေတိုးတက်လာတာကသူလိုချမှတ်လိုက်တဲ့မူဝါဒအကြောင်းဆိုတာကိုတတ်အဖက်ပြောင်းနိုင်ဖို့ခက်ခဲတာပါဥပမာမြေအေကပို့တန့်လာတာကမူဝါဒတစ်ကြောင်လားဒါမှမဟုတ်အနည်းနာကညင်ညာမှုများတဲ့ဆက်ယုံတယုံပိတ်တိမ်သွားလို့လားဆိုတာကိုခွဲခြားသိဖို့လိုတာမျိုးပါကဲအဆုံးသတ်အနေနဲ့အနာဂတ်ကိုတစ်ချက်ကြည့်လိုက်ကြရအောင်ဤပညာတွေကဒီပဝင်းကျင်ဆရာတာဝန်ယူမှုဇာကွဲတစ်ခုလုံးကိုဘလုံးများပြောင်းလဲပေးနေတယ်လဲဟုတ်ပါမယ် အခုခက်မှာတော့နီးပညာကြောင့်ကုမ္ပဏီတွေအနေနဲ့သူတို့ရဲ့တကယ့်တရုတ်မှုတွေကိုဖုံးကွယ်ဖို့အရင်ကထက်အများကြီးပိုခက်ခဲလာပါပြီ drone တွေအချိန်နဲ့တပြေးညီ အချက်လက်ပို့ပေးနေတဲ့အာယုံခံကိရိယာတွေ AI တွေကတခါလေမှစစ်ဆေးတာထက်ပိုတိကျတဲ့အချက်လက်တွေကိုပေးနိုင်လာတယ်အရေးကြီးဆုံးကတော့စစ်ဆေးတွေ့ရှိချက်တွေကိုအများပြည်သူအလဲတကူဝင်ကြည့်နေအောင်ချပြလာတာကပွင့်လင်းမြင်သာမှုခေတ်သစ်စီကိုဥတည်နေပါပြီ အဆုံးသတ်အနေနဲ့အရေးကြီးဆုံးနဲ့အမတ်ရစရာအကောင်းဆုံးအချက်တခုကိုပြောပြချင်ပါတယ်။စီမံစည်းကမ်းတွေကို လိုက်လာရဲဆိုတာကအမြင့်ဆုံးရည်မှန်းချက်မျက်နှာချက်မဟုတ်ပါဘူး။ဒါဟာလူကိုလိုရမယ့်အနိုင်ဆုံးအခြေခံစစ်ကျမ်းပြင်ပဲဖြစ်ပါတယ်။တကယ်ရည်မှန်းချက်အမှန်ကပြဿနာမဖြစ်အောင်ရှောင်တိန်နေဖို့မဟုတ်ပဲထူးချုံကောင်းမွန်တဲ့ပဝန်းကျင်ဆိုင်ရာစွမ်းဆောင်ရည်ကိုတက်ကြွစွာကြိုးပမ်းရမှာဖြစ်ပါတယ်။လိုက်နာမှုဆိုတာမျက်နှာချက်မဟုတ်ဘူး။ကျမ်းပြင်တာဖြစ်တယ်ဆိုတာကို အမြင်တတိယဖို့လိုပါတယ်